အားလုံးပဲမင်္ဂလာပါကျွန်တော်ချက်စီ for you နဲ့ပြန်လဲကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ international break ပြီးတဲ့အခါမှာကျွန်တော်တို့ချက်စီအနေနဲ့နောက်ထပ်စစ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲကိုထပ်ပြီးတော့ရှင်ပြန်ရမှာဖြစ်ပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ညကိုနဲ့အတူတူဒါသုံးသက်ဆွေးနွေးသွားခြင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒီပွဲကတော့ဒီစနေနေ့ညနေ9:00နာရီမှာရှင်ပြန်ကစားမဲ့ဘန်လီနဲ့ချက်စီပွဲစဉ်ဖြစ်တယ်ဆိုတော့ဒီပွဲက ကျွန်တော်အသေးနဲ့ယုံကြည်မှုတစ်ခုတည်ဆောက်မဲ့ပွဲစဉ်ဖြစ်တယ်လို့ဆန်သက်ခံပွဲစဉ်တပွဲဖြစ်တယ်လို့လည်းကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဆိုတော့ဘာလို့ဆန်သက်ခံပွဲစဉ်ဖြစ်ရတာလဲဆိုတော့ဗန်လီဖြစ်နေလို့ပဲပေါ့နော်ဗန်လီယာဒီယာဒီမှာတော်တော်ကိုစုတ်ချနေတဲ့အသင်းတစ်သင်းအဖြစ်မြင်ရတယ်ဆိုတော့တတိယပေကုံအများဆုံးအသင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ချက်စီကတော့တိုက်စစ်မှာတွင်ကိုဒုတိယအများဆုံး အတင်းတင်းဖြစ်တယ်ဗောနော်တိုက်စစ်နယ်မှာအကောင်းဆုံးအတင်းတင်းလို့လည်းပြောလို့ရတယ်ဆိုတော့ဒီနှစ်တင်းရှင်ပြိုင်တဲ့နေရာမှာဘလို့ရှင်ပြိုင်မယ်လို့ထင်တယ်ဆိုတော့တေချပေါ့ဗန်လီကပိတ်ဆော့လာလိမ့်မယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့အတင်းနေနဲ့စမ်းသက်ခံပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကပြောတာဖြစ်တယ်အခုလိုမျိုးဒါပိတ်ဆို့ပြီးတော့ကစားတဲ့အတင်းနေဆိုရင်ချက်စီးကလောကင်ရခတ်တဲ့အနေအထားမျိုးတွေအမြဲတမ်းကြုံရတယ်ပေါ့နော်ဒါကိုချက်စီးနေနဲ့အပြေရှားလိမ့်မယ်ဆိုတော့ဗန်လီအင်ကွင်းဖြစ်တာအကြောင်းမို့လဲတော်တော်တော့အပြေရှားခက်မဲ့ပွဲစဉ်လို့ကျွန်တော်က ပြောချင်တာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့စံသက်ခံပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ကျွန်တော်ပြောတာဖြစ်တယ်။တကယ်လို့ချက်စီဟာဒီအဖြေကိုရှာနိုင်ခဲ့မယ်ဆိုရင်တော့နောက်ဆင်းမြင့်သွားလိမ့်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့အခုလိုမျိုးပိတ်ဆို့ပြီးတော့ကစားတဲ့အသင်းတွေကိုချက်စီလက်ရှိအချိန်ထိအဖြေမရှာနိုင်သေးဘူး။တကယ်လို့အဖြေရှာနိုင်ခဲ့မယ်ဆိုရင်တော့ ချက်စီနေနဲ့ဒါယုံကြည်မှုတစ်ခုရမယ်နောက်လာမဲ့ချန်ပီယံလိပွဲစဉ်ဘာစီလိုနာနဲ့ပွဲစဉ်အတွက်လည်းပို့ပြီးတော့အားကောင်းသွားလိမ့်မယ်ပေါ့နော်နောက်ပြီးတော့ဒါပရီးမီယံလိနဲ့လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့ပွဲစဉ်မှာလည်းဒါပို့ပြီးတော့ယုံကြည်မှုတစ်ခုရပြီးတော့အကျိုးများစေတဲ့ဖြစ်စဉ်တွေဖြစ်လာလိမ့်မယ်ဆိုတော့ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်တကယ်လို့အဖြစ်မရှာနိုင်ခဲ့ဘူးဆိုရင်တော့ဒါမဲ့ဘာစီလိုနာနဲ့ပွဲစဉ်မှာလည်းသွားထိနိုင်လို့လာမဲ့ ဂလန်နန်ဒါဘီအဖြစ်ရှင်မြန်ကစားကြမဲ့တာအာဆင်နယ်နဲ့ပွဲစဉ်မှာလည်းသွားပြီးတော့တယောင်မှုရှိနိုင်တဲ့အနေအထားမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့တခုပဲရှိတယ်ပေါ့နော်နီးပြအနေနဲ့ပွဲမကြောင်မှုလိုအပ်တယ်နောက်ပွဲကဘာစီလိုနာနဲ့ဖြစ်လို့ဘေးမက်ဖြစ်လို့ လူထုပ်ပုံတွေတလွဲထုတ်လာမှာမျိုးတွေကျွန်တော်မြင်အောင်နေတယ်ပေါ့နော်ဒါကိုမဖြစ်ဖို့လိုအပ်တယ်မလိုအပ်ဘဲနဲ့ကစားသမားတွေပွဲပန်းစီတာမျိုးတွေလည်းဖြစ်လို့မရဘူးပေါ့နော်ဘာလို့ဒီစကားတွေပြောနေလဲဆိုတော့ဒီလိုဖြစ်စဉ်တွေကဒီပြအန်ဆိုမာရစ်ကလက်ထက်မှာဖြစ်လေဖြစ်ထားရှိနေတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ပြီးပြီပေါ့နော်ပြီးရတဲ့ချန်ပီယံလိဒီ ဘိုင်ယန်နဲ့ပွဲစဉ်မှာဆိုရင်လည်းဘရန့်ဖူးနဲ့ပွဲမှာလူချန်နာလိုလိုဟိုတကယ်ဟို first line နဲ့ကိုထုတ်လာတာလိုလိုဒါမျိုးပွဲစဉ်တွေပေါ့နော်ဒါမျိုးပွဲစဉ်တွေကကျွန်တော်တို့နီးပြမာရက်စ်ကလက်ထက်မှာဟိုအများကြီးဖြစ်ခဲ့ပြီးပြီဒါကြောင့်မို့ကျွန်တော်ပြောတာဖြစ်တယ်နီးပြအနေနဲ့လည်းဒါဟိုသင်ခန်းစာအကောင်းကောင်းရှားလောက်ပြီးလို့ယူဆရတာပဲပေါ့နော်ဆိုတော့တခုခုကိုပမှန်နေနေဆွဲဆုပ်ထားနိုင်မှုလိုအပ်တယ်ဘန်လီကိုလည်းမနိုင်ဘူးဘာစီလိုနာကိုလည်းမနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့အသင်းနဲ့မီအေးနှစ်ခါနာဖြစ်ရမယ့်အခြေအနေမျိုးတွေဖြစ်နိုင်မယ်ပေါ့နော် လက်ရှိဘန်လီရဲ့အခြေအနေအရတော့မနိုင်နိုင်စရာ မရှိဘူးလို့ပြောနိုင်တယ်ပေါ့နော်ဒါပေမဲ့ကင်တွင်နေတဲ့နီးပြောက်ကိုတော့တတိထားရမယ်လို့ကျွန်တော်ကပြောချင်တယ်ဘာလို့လဲဆိုတော့စကော့ပါကာဆိုတာကလာချက်စီအချောင်းကိုကောင်းကောင်းနောကျင်ပြီးသားနီးပြားဖြစ်တယ်ဆိုတော့ပရီးမီးယားလိပ်မှာကောင်းကောင်းကျင်လည်ခဲ့ပြီးသားလို့ပြောလို့ရတယ်ချက်စီရဲ့ကစားသမားဟောင်းဖြစ်တယ်လို့ချက်စီကိုလည်းဒါဖူဟန်နဲ့အချင်းချင်းရင်ဆိုင်ခဲ့ ဘူးတဲ့နီးပြားဖြစ်တယ်ပေါ့နော်ပရီးမီးယားလိအတွေ့အကြုံရအန်ဆိုမာစကာတဲ့အများကြီးရင့်ကျက်တဲ့နီးပြားဖြစ်တာကြောင့်မို့ဒါ ਉਹ မဖြစ်မနေကျွန်တော် highlight လေးလုတ်ပြီးတော့ပြောခြင်းတယ်ပေါ့နော်ဆိုတော့ဘန်လီနဲ့ထိတိုက်တွေ့ဆုံမှုတွေမှာတော့ ချက်စီးကအမြဲအตาရတဲ့အတမိုင်းနေရှိနေတာဖြစ်တဲ့ကြောင့်မို့အချက်လက်တွေရတော့ချက်စီးကပဲလုံးဝအตาကြီးလို့ပြောလို့ရတယ်ပေါ့နော်ဗန်လီလင်နဲ့သူ့ရဲ့အိမ်ကွင်းမှာတောင်မှချက်စီးကိုတခါမှအနိုင်ယူထားနိုင်ခြင်းမရှိသေးဘူးလို့ပြောလို့ရတယ်ချက်စီးဘက်ကိုကြည့်မယ်ဆိုရင်တော့အရာရာကအတက်ဘက်ကိုသွားနေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့နောက်တန်းကိုလည်းကြည့်မယ်ဆိုရင်လပိုင်းကိုယ်ရဲကလွယ်လို့အကုန်ပြန်ပါလာပြီပြီးတော့ဒီဒီဆာစီကိုလည်းအတင်းကြီးမှပြန်လဲခေါ်ယူထားတယ်ပေါ့နော်နောက်တန်းကတော့ပို့ပြီးတော့ ဟိုကောင်းလာတဲ့လူစင်းတောင်းလာတဲ့အခြေအနေလို့ပြောလို့ရတယ်ပြီးတော့ပမားကလည်းထွေမီစဆင်းနေပြီဒီပွဲတော့ပါဝင်နိုင်ဖို့မရှိသေးပေမဲ့လည်းသူပြန်လာတဲ့ဆိုတော့စိတ်သက်ကချက်စီးကိုပို့ပြီးတော့နောက်တစ်ဆင့်ကိုမြင့်စေလိမ့်မယ်ပေါ့နော်ဆိုတော့ တက်စစ်မှာဆိုရင်လည်းလူဆုံနေပြီလို့ပြောလို့ရတယ်လူငယ်ကစားသမားလေး ST ပုံရဲ့ခြေစွမ်းကလည်းတတိထားစရာဖြစ်လာတယ်ဘောတော့ကျွန်တော်တို့အစ်နေနဲ့အရာရာကအတက်ပတ်သွားနေတာကိုမြင်တွေ့ခဲ့ရတယ်ဆိုတော့ international break မှာလည်းကျွန်တော်တို့အစ်ကအနိုင်နဲ့ဟိုပိတ်သိမ်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါယုံကြည်မှုတစ်ခုကတော့အမြင့်ဆုံးမှာရှိနေလိမ့်မယ်ဘောတော့စိတ်ပိုင်းဆိုင်ရာမှာအသင်းကအမြင့်ဆုံးမှာရှိနေလိမ့်မယ်တစ်ခုပဲခုနကျွန်တော်ပြောခဲ့သလိုပဲညီပြအနေနဲ့ဟိုနောက်ပွဲတွေအာရုံမရောက်ဖဲနဲ့ဒီပွဲကိုပဲအအောင်ဆိုင်ပြီးတော့ ပွဲမကြောင်ဖို့လိုအပ်တယ်ပေါ့နော်။အာဒီပွဲကိုပဲအောင်ဆိုင်ပြီးတော့ကစားနိုင်ဖို့လိုအပ်တယ်။ဒါဆိုရင်တော့ကျွန်တော်အမြင်ကချက်စီးနိုင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်။ဆိုတော့ညီကိုတို့ဘယ်လိုမြင်လဲပေါ့နော်။ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောသွားကြပါအောင်။အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြေမှာပြန်တွေ့ပါမယ်။